ော်တိုဝါ15ရက်မှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ရဲ့နယ်စပ်မှာလုံလုံလပ်လပ်ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် စစ်သားတွေနဲ့အရဲသားတွေဒါဇင်ကြီးတင်ဆောင်ခဲ့တယ်လို့နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူတွေကပြောပါရယ်။နှစ်ဖက်စလုံးက48နာရီကြာအပြည့်ခန့်ရဲစဲရေးကိုသဘောတူညီခဲ့ကြတယ်လို့ပါကစ္စတန်ကမကြေမြမီနိုင်ပိုင်းအတွင်းနှစ်ဖက်ထိတွေ့ပြစ်ခတ်မှုတွေကြောင့်လူအများပြားတင်ဆောင်ခဲ့တာဖြစ်ပါရယ်။ကဘူးမှာ၎င်းအာဖဂန်နစ္စတန်နိုင်ငံရဲ့တခြားနေရာတွေမှာ၎င်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာဟာပါကစ္စတန်ရဲ့လက်ချက်ဖြစ်တယ်လို့အာဖဂန်နစ္စတန်ကဆွဆွဲပြောကြားခဲ့ပြီးတဲ့နောက်အင်းကြီးချင်းနှစ်နိုင်ငံတပတ်ကြာထိတွေ့ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါရယ်။ အဲ့နောက်ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကအပြစ်ခံရစဲရေးကိုကြေညာခဲ့တာဖြစ်ပါတယ်။ကဘူးမှာရှိတဲ့တာလီဘန်အစိုးရကလက်တုံ့ပြန်တဲ့အနေနဲ့အာဖဂန်နစ္စတန်တောင်ပိုင်းနယ်စပ်ဒေသတလျှောက်ထိုးစစ်ဆင်ခဲ့ပါတယ်။ဒါကြောင့်ပါကစ္စတန်ကပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ပြောကြားခဲ့ပါတယ်။အာဖဂန်နစ္စတန်ဟာပါကစ္စတန်တာလီဘန် TTP ဥဆောင်တဲ့စစ်သွေးကြောအုပ်စုတွေကို၎င်းရဲ့နိုင်ငံထဲမှာလက်ခံထားတယ်လို့ပါကစ္စတန်ကဆွဆွဲခဲ့ပါတယ်။ဒီဆွဆွဲချက်ကိုကဘူးကပယ်ချခဲ့ပါတယ်။ နှစ်နိုင်ငံပဋိပက္ခဖြစ်ပေါ်နေတာနဲ့အတူအော်တိုဝါ15ရက်ညနေပိုင်းကအာဖဂန်နစ္စတန်မြို့တော်ကဘူးမှာပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်မင်းမောင်နေတဲ့မီဂိုရီကဘူးမြို့ရဲ့အထက်ကိုမြင့်တက်လာတယ်လို့ AFP သတင်းတောက်တွေကပြောပါရယ်။တာလီဘန်အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရဇူဘီခူလာမူဂျာဟစ်ကပြောကြားရမှာ လောင်စာတင်ရင်ပေါက်ကွဲတာနဲ့မီးစက်ပေါက်ကွဲတာတွေဖြစ်ပွားခဲ့တယ်လို့ပြောကြားခဲ့ပြီးဒီပေါက်ကွဲမှုတွေဟာပါကစ္စတန်နဲ့ဖြစ်ပွားနေတဲ့ပဋိပက္ခတွေနဲ့ဆက်ဆက်နေသလားဆိုတာကိုတော့သူကတိတိကျကျပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်ဒါပေမဲ့လည်းပါကစ္စတန်လုံခြုံရေးသတင်းအရင်းအမြစ်က AFP ကိုပြောကြားခဲ့ရမှာပါကစ္စတန်ကအာဖဂန်နစ္စတန်မြို့တော်ကဘူးကိုပြတ်မှတ်တိကျတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ် အဲနောက်တနအိမ်မပြည့်မီမှာပဲအပြစ်ခတ်ရက်စဲတယ်လို့ပါကစ္စတန်ကကြေညာခဲ့ပါတယ်။တာလီဘန်အာဏာပိုင်တွေကလည်းစစ်တပ်ကအပြစ်ခတ်ရက်စဲရေးကိုလေးစားဖို့ညွှန်ကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်တာလီဘန်ကအနောက်တောင်ပိုင်းနဲ့အနောက်မြောက်ပိုင်းတွေမှာရှိတဲ့နယ်စပ်ကိတ်ကြီးနှစ်ခုကိုတိုက်ခိုက်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကအစိုးရမှဆွဆွဲခဲ့ပါတယ်။ဒီတိုက်ခိုက်မှုနှစ်ခုကိုတုံ့ပြန်ခဲ့တယ်လို့ပါကစ္စတန်ကပြောကြားခဲ့တာပါ။တောင်ပိုင်းကန်ဒါဟာပြည်နယ်မှာရှိတဲ့နယ်စပ်ရဲ့အာဖဂန်နစ္စတန်ဘက်အချမ်း Spain Border အနီးမှာအော်တိုဝါ15ရက်မနက်အစိုးရကလုံဆောင်ခဲ့တဲ့တိုက်ခိုက်မှုတွေမှာတာလီဘန်တိုက်ခိုက်ရေးသမား20ခန့်သေဆုံးခဲ့တယ်လို့သိရပါတယ်။